ဝါဇန်တင်းအားဆိုရင်တော့အတင်းသမိုင်းတရှောင်းအင်ကွင်း၄ဘွဲ့ဆက်ရှုံနေတဲ့မှတ်တမ်းစုကိုရရှိခဲ့တယ်လို့သိရပါတယ်။အားလုံးပဲမင်္ဂလာပါဒီဇိုဒက်စပွဲအနာတိတ်မဲ့ချန်တွေကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဝါဇန်တင်းအားဆိုရင်တော့ပရီးမီးယားလိဘွဲ့စဉ်၈ဘွဲ့ဖြင့်ဘရန်ဖို့အတင်းကိုအင်ကွင်းမှာရှင်ပြိုင်ကစားခဲ့ရမှာဆိုရင်တော့နှစ်ကိုကိုမရှိနဲ့ရှုံနေခဲ့ပြီးတဲ့နောက်အခုဘောလုံးရာသီမှာဆိုရင်တော့အင်ကွင်း၄ဘွဲ့ကစားခဲ့ရမှာ၄ဘွဲ့စလုံးရှုံနေတဲ့ရလဒ်ကိုရရှိခဲ့ရလဲဖြစ်ပါတယ်။ ဝဆန်းသင်းအနေနဲ့အခုဘောလုံးရာသီမှာပရီးမီးယားလိအိမ်ကွင်းပွဲစဉ်တွေဖြစ်လေးဝက်ရှင်ပြန်ကစားပြီးတဲ့ချိန်မှာချက်စီအသင်းကို9ဂိုးတကူစပားအသင်းကို3ဂိုးကိုမရှိခရစ်စတယ်ဘဲလီအသင်းကို2ဂိုးတကူဘရန်ဖို့အသင်းကို2ဂိုးကိုမရှိနဲ့ရှုံးနေခဲ့တာဖြစ်ပြီးတော့ယာသီအဖွင့်အိမ်ကွင်းလေးဝက်ဆက်အရှုံးကတော့ သူတို့အတွက်အသင်းသမိုင်းတစ်လျှောက်ဆူရတဲ့မှတ်တမ်းဖြစ်ခဲ့ပါတယ်။ဝက်ဆန်အသင်းအနေနဲ့ပရီးမီးယားလိပြိုင်ပွဲမှာပွဲစဉ်၈ပွဲရှင်းပြန်ကစားပြီးတဲ့ချိန်မှာတော့တပွဲနိုင်တပွဲသေး၆ပွဲရှုံးရလနဲ့တန်းစင်းစုံအတွင်းအဆင့်၁၉နေရာမှာရပ်တည်နေပြီးတော့ရရှိထားတဲ့ရမှတ်၄မှတ်မှာလည်းအဝေးကွင်းပွဲစဉ်တွေမှာသာရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒါအပြင်ဝက်ဆန်အသင်းအနေနဲ့အခုဘောလုံးရသည့်အစားပိုင်းမှာဆိုရင်လေဇာလက်တွေဆိုးရွားမှုတွေကြောင့်ပဲနီးပြဂရီယန်ဘော်တာကိုထုတ်ပယ်ခဲ့ပြီးနော်ဒင်ဟမ်အသင်းနီးပြအောင်ဖြစ်တဲ့ဆန်တုတ်ကိုအစားတို့ခန့်ခဲ့ပေမလို့ခြေစမ်းပိုင်းနဲ့ဇာလက်ပိုင်းဆိုးရွားနေစေဖြစ်ပြီးအော်တိုမာနာ25ရက်နေမှာဆိုရင်တော့ပရီးမီးယားလိပွဲစဉ်ကိုအဖြစ်လီအသင်းကိုဝေခွင်းမှာတွားရောက်ချင်းပြန်ကစားရမှာဖြစ်တယ်လို့လည်းသိရပါဗျ။2025ခုနှစ်အာဖရိကအကောင်းဆုံးကစားသမားဆုအတွက်စကားတင်၁၀ဦးဆင်ထုတ်ပြန်ခဲ့ပြီးတော့တိုက်စင်မှုဆာလန်နဲ့ဟာကီမီတို့အစုရရှိဖို့ရည်ပန်းစားနေတယ်လို့သိရပါတယ်။ ဒါ့အပြင်အဆိုပါစကားတင်ကစားသမား၁၀ဦးစင်းမှာပရီးမီးယားလီးဂ်လီဗာပူးအသင်းတိုက်စင်မှုစားလက်အပြင်စမားအသင်းကပါစီစားနဲ့အေဗာဒန်အသင်းကအန်ဒီရေတို့ပါဝင်လာခဲ့ရလည်းဖြစ်ပါတယ်။အဲ့ဒီစကားတင်ကစားသမား၁၀ဦးစင်းမှာဆိုရင်တော့နာပိုလီနဲ့ကင်မရွန်လည်းရွေးစဉ်ကတင်ကစားသမားအန်ကူစာ၊ဂါဝန်လည်းရွေးစဉ်ကစားသမားဦးကန်ကဒေါ်မွန်နဲ့ဂီနီလည်းရွေးစဉ်အသင်းကစားသမားဂူရီယာစီ၊ PSG နဲ့မော်ရိုကိုလည်းရွေးစဉ်အသင်းကစားသမားဟာကီမီ၊မော်ရိုကိုလည်းရွေးစဉ်ကစားသမားလီလီဦး၊ပီရမင်နဲ့ဒီယာကွန်ကိုအသင်းကစားသမားမာရီလီ အဘဒန်နဲ့စင်နီဂေါလရွေးစဉ်ကစားသမားအန်ဒီရီဂလာတာစီအိနဲ့နိုင်ဂျီးရီးယားလရွေးစဉ်အသင်းကစားသမားကိုစင်မန်လီဗာပူးနဲ့အီဂျစ်လရွေးစဉ်ကစားသမားဆာလက်စပါးနဲ့စင်နီဂေါလရွေးစဉ်အသင်းကစားသမားပါစင်းစားတို့ပါဝင်လာခဲ့ရလည်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီစကားတင်စီးမှဆိုရင်တော့2024ခုနှစ်အကောင်းဆုံးကစားသမားစုရရှိတဲ့နိုင်ဂျီးရီးယားလရွေးစဉ်အသင်းကစားသမားလော့စ်မန်ပါဝင်လာပြီးမရှိဘူးလို့သိရပါတယ်။ 2025ခုနှစ်အာဖရိကကောင်းဆုံးကစားသမားဆုစကားတင်10ဦးဆင်းမှပါဝင်ခဲ့တဲ့ကစားသမားတွေထဲကမှတိုက်စင်မှုစာလက်ကအဆိုပါဆုကိုနှစ်ကြိမ်၊ဦးဆင်းမန်ကတစ်ကြိမ်ရရှိခဲ့ပူပြီးတော့ကျန်ကစားသမားရှိဦးမှာဆိုရင်တော့အဆုရရှိဘူးခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒါပြင်ခုနှစ်အတွက်အာဖရိကကောင်းဆုံးကစားသမားဆုကိုပြီးခဲ့တဲ့ဘောလုံးရာသီကလီဗာပူးအင်းနဲ့ပရီးမီးယားလိဆူပလာရရှိခဲ့တဲ့တိုက်စင်မှုစာလက် PSG အင်းနဲ့ဆူပလာ၃လုံးရရှိခဲ့တဲ့ဟာကီမီတို့ကတဦးရရှိနိုင်မယ်လို့သတင်းတွေထပ်ပေါ်နေလို့သိရပါတယ်ခင်ဗျာ။